တော့လို့ပြီပါအခုတစ်ခါပြပြဦးမှာတော့ဆရာမနိုင်နိုင်စနီတို့တာဆင်ပေါ့ကျွန်တော်နိုင်ပါပါရှင်ဖြစ်ပါတယ်ဆရာမအားလုံးပဲမင်္ဂလာပါရှင်။ရောပရိသာ channel မှာကြိုဆိုလိုက်ပါရစေ။ဆရာကြီးမြတန်းတင်ရဲ့လေယူးတုံတုံအဆက်ကိုဆက်လက်ပြီးတော့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နနက်10:00ထိုးပြီးအေဗီလာဆိုတော့လေယာဒီဥဒုကနှွေးနေသည် နေအောင်ကြီးများသည်ခန်းစည်းပြာများကြားမှ စကားလက်၏အခန်းတွင်သို့ဖြာကျလာကြသည်နို့နေအောင်နေရန်များသည်အလင်းရောင်ကြောင့်လင်းနေကြ၏မဟောဂနီကလထိုင်စပွဲများသည်တပြည်သည်မဲ့ရောင်တောက်နေကြသည်ကျမ်းမြင်ကလည်းပြောင်းလဲနေသည်ကျန်းကင်းကော်စောများခင်းထားသည့်နေရာတွင်အယောင်ဆုံးလက်နေသည်လီရဲတွင်ຫນွေဤအငွေသက်ပါလာသည်ຫນွေဦးဤရနက်များသည်တဖြည်းဖြည်းပြဲစပြူကဂျော်ဂျီယာຫນွေကို နေရာဖဲ့ပေးစာပြုနေပြီးမှုေး၍နှွေးသော လေညင်းညံ့ညံ့သည့်စကလက်အခန်းထဲသို့ ဝေဝိုက်ဝင်လာသည် လေသည်ပန်းရက်နှက်ပရစ်ဖူးတို့၏ယနက်ထွန်ပီးစာမြေတင်းနှံတို့ဖြင့်မှုေးနေသည် စကလက်အခန်းမှလှမ်းကြည့်လျင်အိမ်ဝင်ကြောက်စီရလန်တစ်ဖက်တစ်ချက်တွင် စီတန်းဆိုင်ထားသည့် နှင်းစီပန်းဖြူဖြူများနဲ့စပယ်ချုံများကိုမြင်ရ၏သူပဒင်းပေါက်အောက်ကတတိုင်းမွေးယုံထဲတွင် အတိုက်လုံနေကြသောမြေလူးငတ်နှင့်ဘွက်ကလုံတို့၏တစီစီမြေတံများကိုကြားနေရသည်ဘွက်ကလုံတို့၏အတန်ကစီညံသည်စူးသည်မြေလူးငတ်၏အတန်ကချိုသာသည် တိုးတိတ်သည် ီလိုလှပသည့်နနက်ခင်းတွင်စကားလက်သည်ပရင်းမောက်ပေါင်တွင်လက်နှစ်ဖက်ထောက်၍ရက်ကမြိုင်းသားယာ၏ရနက်များကိုရှူရှိုက်မြဲအတန်များကိုနားထောင်မြဲသူရတွင်ယနေ့နနက်တွင်မူဤယာများကိုစကားလက်စိတ်ဝင်စားမိသူစိတ်ကူးနှင့်သူအလုံများနေသည်မိုးမြွာပဲနေတာသည့်အတွက်ဝမ်းသာသည် အိယာဘော်တွင်တစ်တော်သည်စိမ့်ရောင်ပူသားပြော့ပြော့ပွဲတက်ဝစ်စုံကလှပသည့်တစ်တာဖြင့်အစဉ်သင့်ဖြစ်နေပြီအဝါနုရောင်ဇာနာလဲတက်ပြီးပြီကပွဲမစခင်ဝတ်တစ်ချမြိုင်တို့ရောက်အောင်ပို့ရန်သာလိုတော့သည်စကလက်သည်ပွဲတက်ဝစ်စုံကိုကြည့်၍ပခုံးကိုကျုံလိုက်သည် သူ့အကြံစီအောင်လင်းဤပွဲတက်ဝစ်စုံကြီးကိုဤညဝစ်စရာမလိုတော့ကပွဲမစမှာခင် သူနှင့်အက်ရှလီတို့ဂျုံပါရိုတို့ရောက်နေကြတော့မည် နနက်ပိုင်းပျော်ပွဲစားတွင်ဝိယမီလောဟုစကလက်စဉ်းစားမိသေးသည်မြည်သည့်အဝတ်အစားသည် သူနှင့်အလိုက်ဆုံးနီအက်ရှလီဆွဲသွားအောင်မြည်သည့်အဝတ်အစားကိုဝိယမီနီနနက်၈နာရီထိုးကလေးကအဝတ်တစ်စုံပြီးတစ်စုံ ရွေး၍ဝတ်ကြည့်နေသည့်အချိန်စိတ်တိုင်းမကြသည် စိတ်တိုင်းမကြသဖြင့်ဘေးတွင်ပုံချထားသည့်အဝတ်အစားတွေကလည်းကျမ်းမြင်ပေါ်တွင် ပုံနေပြီးအိယာပေါ်ကလထိုင်တွေပေါ်လည်းအနှံ့အသွေးဆောင်အယောင်ဆောင်အဝတ်တွေပြန့်ကျဲလျက် ဖဲချိုးတွေကတိုးလို့တွဲလောင်းပန်းစီအောင်ခါစီ ရှည်ရှည်နဲ့နှင်းစီနီ အော်ဂန်နီဝစ်စုံကသူနှင့်အလိုက်ဆုံးဖြစ်သည်တို့ရတွင် မနစ်ကမီလာနီဝက်တချမြိုင်တို့အလဲလာစဉ်က သူဝစ်ခဲ့ဘူးပြီးနောက်ထပ်မဝစ်ချင်တော့ဤဒီကြိမ်ထက်ဝစ်သွားလျင် မီလာနီကမှတ်မိမှသိကြသည်မှတ်မိကြောင်းများစကားဆက်မိ၍ပြောသွားလျင်အဆက်ကွဲရကြည်လောဝကျဲကျဲဇာနာတက်သည့်ပိုးစာအင်ကြီးအနက်ကမူ သူ့အသားဖြူဖြူဝင်းဝင်းနဲ့လိုက်သည်တို့ရတွင်ဤဝတ်စုံကနည်းနည်းရင်သည်စကလက်သည်36နှစ်ရွယ်သူ့မျက်နှာနုနုကလေးတွင်ပရေတွန့်များမေးရွဲများရှိသလိုဟူပင်စိုးရိမ်ကမှန်ကြည့်လိုက်မိသေးသည်မီလာနီကခက်ငယ်ငယ်သူ့လိုမိန်းကလေးမျိုးရှိတွင်ကိုကလူကြီးလိုလိုတီတီကြီးနေ၍မဖြစ်မယမ်းနုရောင်ဆက်ထားသည့်ပိုးဖြင့်အင်ကြီးကစာပေါက်ကလေးတွေဇာပန်းကလေးတွေဖြင့်ကြည်လာသည်တို့ရတွင်ဤဝတ်စုံကလည်းသူနှင့်မလိုက် ကာရင်လိုနုနုနဲ့နဲ့လှုပ်လီလှုပ်လက်အမူအရာကလေးနဲ့ဆိုရင်လိုက်ကောင်းလိုက်မည်တို့ရရင်သူသားဤဝိဆုံကိုဝင့်လင်ចောင်းသူလေးနဲ့တူနေသည်မီလာနီကအပြိုကိုက်အပြည့်ဖမ်းနေချိန်တွင် သူကចောင်းသူပေါက်ဆာလေးလိုဝစ်သွား၍မဖြစ်သေးအစိမ်းရောင်ဖဲဝိဆုံရှိသေးသည်ဖဲတွန်ကလေးတွေတက်ထားပြီးဖဲတွန်တိုင်းတွင်ဂရီပါစိမ်းကွတ်ထားသည် သူနှင့်အလိုက်ဆုံးသူကလည်းအကြိုက်ဆုံး ဤဖဲဝစ်စုံစိမ့်ကိုဝစ်လိုက်ရင် သူ့မျက်လုံးများသည်ပင်စိမ့်ညို့လာတတ်ကြသည်တို့ရာတွင်ခက်သည်ကရှေ့တက်တဲ့တွင် စီကွက်တကွက်စွန်းနေသည်ကိစ္စမရှိစွန်းနေသော စီကွက်ပေါ်တွင်ရင်ထိုးတစ်ချောင်းထိုးပြီးဖုံးသွားနိုင်သည်တို့ရာတွင် မီလာနီကမျက်စိလှင်သည်ထို့နောက်တွင်ကများများဆာဆာရွေးစရာမရှိတော့ပွဲပြီးသွားလျင်တိတ်ဝလိဝထားမရှိသည့်ရောင်စုံဖြင့်ဝစ်စုံများပွဲတက်ဝစ်စုံများနှင့် မနေ့ကဝက်ခဲ့သည့်စိမ်းရောင်ပိတ်ပါဝစ်စုံသာရှိတော်သည်ဝိမီဆိုလျင်အသစ်ဆက်ဆက်ရှိသေးသည်တို့ရာတွင်ဤအဝက်ကညနေခင်းဝစ်သည့်ဝစ်စုံဖြစ်သည်နနက်ခင်းပျော်ပွဲစားတွင်ဝစ်သည့်ဝစ်စုံမျိုးမဟုတ်လက်ကလည်းဖောင်းလွန်သည်လေဘင်းကလည်းဟိုက်လွန်သည်ဤအင်ကြီးဖြင့်သွား၍မဖြစ်တခြားရွေးစရာမရှိသည့်အတူထိုအင်ကြီးကိုပင်ဝေရတော်မည်စင်စစ်သူသည်လေဒန်လှသူလက်မောင်းလှသူယင်လှသူမဟုတ်လော့ စကားလက်ကမှန်ရှိတွင်ရက်ကကိုကိုဘေးဆောင်လှဲကြည့်သည်သူခန္ဓာကိုယ်တွင်ပြောစရာမရှိလေတံကအနှဲငယ်တူသည့်တိုင်ကြော်ရှင်းသည်လက်မောင်းကပြေဖြူချောမွတ်သည်ရင်ကချီနေသည်သူနှင့်ရွယ်တူမိန်းကလေးတွေပိုးစတွေအထက်ထက်တွန့်ချုပ်ပြီးဘောလီအောက်ကခံဝေးရသည်သူကသူတို့တွေလိုအခုအခံတွေမလို့မမေ့လိုပင်သူ့လက်များကသေးသွယ်ဖြောင်းစင်းကခြေထောက်များကတင်းငယ်သည် မမေ့လို့အရက်ရှည်ခြင်းသည်တို့ရတွင်ယခုအရက်အမောင်းကိုလည်းသူကျင်းတတ်သည်မမေ့လို့အရက်ရှည်လျင်မူခေါဝင်ကလေးကိုစွန်တောင်မကသူ့ခြေထောက်လှက်လှကလေးများကိုပြခြင်းသည် သူ့ခြေသလုံးကပြည့်ပြည့်ဝုံဝုံတေးသေးသွဲသွဲဖြောင်းဖြောင်းစင်စင်မိန်းကလေးကြောင့်မှတငယ်ချင်းများကပင် သူ့ခြေသလုံးတွေလှပုံကိုဝန်ခံကြရသည် သူ့ခါကမူပြောစရာပင်မလိုတော့ဤနီးတဝိုက်တွင် သူ့လောက်ခါကြလှသူတယောက်များမရှိ သူ့လိုခါသေးသေးကျင်ကျင်ကလေးနဲ့မိန်းကလေးတယောက်များမရှိခါးเจ้าကိုတွေးမိရမှကိစ္စတစ်ခုကိုသတိရလာပြန်သည် သူဝိမိအစိမ်းနူပိတ်ပါဝစ်စုံကခါ28လက်မရှိသည်ကြီးတော်က18လက်မဇာခါးစီတက်ပေးထားသည် အမှန်ကထိုထက်ခက်ကြက်ကြက်ကလေးတက်ပေးရမည်သို့မှသူ့ခါးနှင့်တော်မည်စကလက်ကတကားကိုတွန်းဖွင့်ကအောက်ထက်ခမ်းမထဲမှ ကြီးတော်၏ခြေတံပြင်းပြင်းကိုနားထောင်သည် ကြီးတော်ကိုခက်ကြဲကြဲအော်ခေါ်သည်နောက်ဖေးမိဘဆောင်တွင်မမေကစီမံစရာရှိသည်ကိုစီမံနေသည်မမေမရှိမှန်းသည့်သဖြင့်စကားလက်ကတမင်အော်ခေါ်ခြင်းဖြစ်သည်လာပြီဟဲ့လာပြီတကယ်လဲခေါ်နေလိုက်တာကြီးတော်ကသူ့ခန္ဓာကိုယ်ကြီးအနိုင်နိုင်တည်၍လေကားမှတက်လာသည်အပေါ်အရောက်၌အသက်ရှူသန်ပြင်းနေသည်သူမျက်နာကစစ်ပွဲတပွဲကိုတိုက်ရန်စောင့်မျှော်နေသည့်စစ်တူကြီးတယောက်ဤမျက်နှာမျိုး သူ့လက်ထဲတွင်သူ့လက်ထဲကလင်မန်းထဲတွင်အငွေ့တထောင်းထောင်းနှင့်စားစရာများပါလာသည်ထောပတ်တုတ်ထားသည့်မြောက်ဥပြုတ်နှလုံးတကြားရည်ဆန်းထားသည့်မုံ3-4ရက်ဝက်ပောင်6ကင်ကြီးကြီးတစ်ချက်ကြီးတော်ဤပစ္စည်းများကိုမြင်သည်တွင်စကားလက်ဤမျက်နာသည်စိတ်ရှုပ်သောအမူအရာမှစိတ်ပြက်သည့်အမူအရာသို့ပြောင်းသွားသည်တမနက်လုံးအဝတ်စားကိစ္စကိုစဉ်းစားနေရသည်နှင့်ကြီးတော်၏စည်းကမ်းများကိုစကားလက်အမှတ်မရတော့ အက်ခံပွဲတစ်ခုသို့သွားလျင်စားစရာရှိသည်ကိုအိမ်မှဝါအောင်စားသွားရမည်အက်ခံပွဲသို့ရောက်လျင်နဲနိုင်သည်မြနည်းနည်းစားရမည်ဟုကြီးတော်ကတမ္မဏိစီကံထုတ်ထားသည်ဟင်စကားလက်မစားဘူးကြီးတော်ဟာတွေကိုကြီးတော်ပြန်ယူသွားတော့ကြီးတော်ကစားစရာလင်မန်းကိုစပွဲပေါ်သို့တင်လိုက်ပြီးခြေနှစ်ဖက်ကိုချဲရက်ကခါထောက်သည်အလိုတော်ဘဲနဲ့ပြန်ယူရမှာလေအရင်တစ်ဘက်ပျော်ပွဲစားသွားတော့ကတွေ့ကြရတွေစားလာလို့အိမ်ရောက်တော့နေထိုင်မကောင်းဖြစ်ပြီမဟုတ်လား ညီးမစားမချင်းကြုတ်စားစရာတွေကိုပြန်မယူနိုင်ဘူးဒါတွေကိုတော့ကုံအောင်စားသွားရမယ်ဒါပဲမစားချင်ပါဘူးဆိုနေလာစမ်းမှာဇာနာတွေ့ပြီးစမ်းမှာစကားလက်တို့နောက်ကျနေတော့မယ်အိမ်ရှိမှမြင်းရထားတောင်ရောက်နေပြီထင်တယ်ကြီးတော်အတန်ကခြိုသွားသည်စားပါသမီးရဲ့နည်းနည်းဖြစ်ဖြစ်စားသွားမှပေါ့ဆွေလင်နဲ့ကာရင်တောင်စားပြီးကြပြီ။အိုးသူတို့ဘာသာသူတို့စားကျင်စားပေါ့သူတို့သာကြီးတော်ချော်လို့ရတာစကားလက်ကိုတော့မရဘူး။ မစားဘူးဆိုမစားဘူးတခါကားလဘတ်တို့အိမ်ကဧကံဘွဲသွားတော့ငါလဲကြီးတော်အတင်းကျွေးလွတ်လိုက်လို့စားသွားရပြီဟိုမှာရေခဲမုံကျွေးတာမစားနိုင်တော့ဘူးတစွန်းအောင်မနေစားယူရတယ်ဒီတခါတော့ဟိုရောက်ရင်အားရပါရစားရမယ်ကြီးတော်ဟာတွေမစားနိုင်ဘူးစကားလက်ဤနှုတ်လန်ထိုးမှုကြောင့်ကြီးတော်ဤမျက်ခုံးကြီးနှစ်ဖက်သည်အောက်သို့ကျသွားသည်စိတ်လဲတူသွားပုံရသည်ကြီးတော်ဤအမြင်တွင် အမျိုးကောင်းသမီးကလေးတယောက်ဖို့လှုပ်တင်သည့်အရာနှင့်လှုပ်ချင်သည့်အရာသည် အဖြူနှင့်အမဲလိုတခြားစီဖြစ်သည်ဤနှစ်ခုကြားတွင်အလေလန်းမရှိဆွီလင်နှင့်ကာရင်တို့နှစ်ယောက်သည် သူ့ဩဇာကိုနာခံရသည် သူ့လူရာကိုပုံသွင်း၍ရသည်ရှွံ့ယုတ်ကလေးများဖြစ်ကြသည်တို့ရာတွင်စကားလက်ကဤသို့မဟုတ်ခေါင်းမာသည်တစွတ်ထိုးလှုပ်ချင်သည်စကားလက်ကို တော်တော်နှင့်အနိုင်မရသူတို့လူဖြူတွေမသိသည့်နီးပရိယေတွေကိုတုံးပြီးမှသာအနိုင်ရတတ်သည် အေးတမီးကလှုပ်ချင်ရလှုပ်လို့ဘေးကအဖြစ်ပြောရင်ကျုပ်ကကြားထဲကနာရတော့မခံနိုင်ဘူးအဲ့ခံပွဲမှာစကားလက်တယောက်ပြောစရာဆိုစရာဖြစ်လာပြီဆိုရင်လဲကျုပ်ကမခံနိုင်ဘူးမိန်းကလေးတယောက်အိမ်ရေရှိမရှိဆိုတာသူစားတာတောက်တာကိုကြည့်ပြီးဆုံးဖြတ်ကြတာကျုပ်လည်းညီကိုခဏခဏပြောဘူးသားပဲသူများအိမ်သွားပြီးတနင်္လာမိုးစားတာကျုပ်ခွင့်မပြုနိုင်ဘူးဒါပဲဒီကစားနိုင်တဲ့လောက်စားသွားအမေမမေကလည်းသူများအိမ်မှာစားတာပါပဲ အမေမေမေကလည်းသူများအိမ်မှာစားတာပါပဲစကားလက်ကစင်ကြေတက်သည်ဟဲ့သူကလူကြီးဖြစ်ပြီးညီလိုအပြိုကလေးမဟုတ်တော့ဘူးညီတို့အရွယ်တုန်းကဆိုရင် သူများအိမ်သွားပြီးဘယ်စားမလဲအဝေးကြီးအပြင်ထွက်ရင်ဘယ်တော့မှအစာမစားတော့ဘူးသူတွေမဟုတ်ဘူးညီတော်လေးပေါ်လင်းတို့ဒေါ်လေးယူလာလီတို့လည်းဒီလိုပဲအိမ်ထောင်ကြပြီးလူကြီးဖြစ်တော့မှစားကြတာအစားအသောက်ပတ်သက်တဲ့မိန်းကလေးဟာဘယ်တော့မှလင်ကောင်းသားကောင်းမရဘူးမဆိုင်လိုက်တာစကားလက်လည်းတစ်ခါတလေမစားပါဘူး အက်ရှလီကပြောဘူးတယ်စားတော့အားရပါရစားတဲ့မိန်းကလေးမျိုးကိုတိတ်သဘောကြတာပဲတဲ့ကြီးတော်ကစိတ်ပြက်လက်ပြက်ဖြင့်ခေါင်းယမ်းသည်ဒီမှာယောက်ျားလေးဆိုတာဒီလိုကြီးပဲသူတို့စိတ်ထဲမှာရှိတာက တမျိုးပါဇက်ကပြောတော့တမျိုးတခြားစီအက်ရှလီကြည့်ရတာကလည်းတမျိုးကိုသဘောကျသလိုလိုဘာလိုလိုစကားလက်သည်မျက်မှောင်ကုတ်သည် တစုံတရာပြောမြည်ပြူပြီးသူ့ကိုယ်သူအရှိန်တက်လိုက်သည်ကြီးတော်နှင့်သူအချင်းမများခြင်း အလျှော့ပေးပုံမရသည့်စကားလက်အမူအရာကို မြင်သည်တွင်ကြီးတော်ကလည်းဘန်းကို ကောက်ကင်ကကက်ပလီများထုံးစံမျက်နာကိုခြုံထားလိုက်ပြီးပြည့်ရဲ့တမျိုးပြောင်းလိုက်သည် တကားဘက်သို့လှည့်ထွက်ရင်းတက်ပြင်းချသည်မစားဘူးဆိုလဲတမိသဘောပေါ်မနှက်စာပြင်းနေတုန်းကလေးကစားမှာမဟုတ်ပါဘူးအေးလို့ထမင်းချက်မိန်းမကြီးကို ပြောခဲ့သားပဲဒါဖြင့်ဧကန်ပွဲတွေမှာအစားမစားတဲ့မိန်းကလေးဆိုလို့မီလာနီတယောက်ပဲတွေ့ဘူးသေးတယ်ဟိုအရင်တခါအက်ရှလီတို့အိမ်လာတော့က ဘာမှကောင်းကောင်းမစားဘူးလို့ပြောသားပဲသူတို့ကအတင်းအပိုလွတ်လို့စကလက်ကဂျီတော်ကိုသင်္ကန်းမကင်းကြည့်သည်ဂျီတော်မျက်နာကပဂတိယူသားဟန် သူ့သမီးလိုချစ်တော်စကလက်ကမီလာနီလိုမိန်းကလေးမျိုးမဟုတ်သည့်အတွက်စိတ်မကောင်းသည်ဟန်ကဲပါစကားများလိုက်တာထားခဲ့အကုန်စားပြစ်မယ်စကလက်ခါကဇာကိုသာတင်းတင်းတက်ပြီခုနေစားထားရင်ခါးစည်းချောင်မှာစိုးလို့မစားသေးဘူးပြီးတော့စားမယ်စကလက်ကစိတ်မရှိဟန်ပြောသည် ကြီးတော်ကသူအောင်ပွဲရလိုက်ဒီကိုမတိလိုက်မတိပါသာနေလိုက်ကဘန်းကိုပြန်ချသည်တမိရဘဲဟာကိုဝတ်မှလဲဒီမှာစကားလက်ကရွရွကလေးပုံထားသည့်အစိမ့်ပွင့်နူရိုက်ဝတ်စုံကိုပြသည်ကြီးတော်ကချက်ချင်းကောက်၍စားတတ်သည်ဒါကမကောင်းပါဘူးကွယ်မနှက်ခင်ကြီးဝတ်လို့ဘဲကောင်းမှမလဲအင်းကြီးကလက်ပြက်လဲကလည်းတိတ်ဟိုက်နေတယ်မှတ်ထားညနေ3နာရီမကျော်မချင်းဒီလိုအင်းကြီးမျိုးကိုမဝတ်နဲ့ အသားနေလောင်ပြီးမှဲ့ကြောက်တွေ ပေါက်လိမ့်မယ်။တမိသားကနို့နစ်လိုဖွေးပြီးချောနေတာ။မနစ်နွေတုံးကစဘာနာကန်းချေသွားနေဘူးခန္ဓာနေလောင်လာလို့တဆောင်းတွင်လုံးအသားချောအောင်လုပ်ပေးခဲ့ရပြီးပြီ။ဒါကိုဝစ်သွားရင်မိမိကိုတိုင်ပြောရလိမ့်မယ်။ကြီးတော်သွားပြောရင်စကားလက်ကကြီးတော်ကြိုးရဘာတစ်ခုမှမစားဘူးသီလား။ကြီးတော်ကိုစူမှကြောက်ရင်စကားလက်အဝတ်စားလဲပြီးမှပြောချင်ပြော။လဲပြီးမှပြောတော့ပြန်လဲချိန်မရလို့မိမိကအတင်းလဲခိုင်းတော့မှမဟုတ်ဘူး။ ကြီးတော်ကရှုံးပေးသွားသည်ဟန်တက်ပြင်းချလိုက်သည်နနက်ခင်းပျော်ပွဲစားတွင်ညနေဝစ်စုံဝစ်သည်ကကိစ္စမရှိ အစာမစားလင်စိုးလိမ့်မည်ထို့ကြောင့်သူဝစ်ချင်ရာဝစ်ပေးစေအစာစားလင်တော်ပြီဟုအလျှော့ပေးလိုက်သည်ကဲအသက်အောင်ထားကြီးတော်ကအမိန်ပေးသည် စကလက်ကကတင်းတိုင်းကိုကန်၍အသက်ကိုတဝရှူပြီးအောင်ထားလိုက်သည်ကြီးတော်ကစကလက်ခါကိုဇာနာတက်ခါစီပတ်ကခက်တင်းတင်းဆွဲလိုက်သည် ်စကလက်ဤခါသေးသေးကလေးကပို၍သေးသွားသည်စကလက်ဤခါချင်းချင်းကလေးကိုကြည့်၍ជីတော်ဤမျက်လုံးတွင်ဂုံယူနှစ်သက်သည့်အရေးအယံလွှမ်းနေသည်သမီးလောက်ခါလာတဲ့မင်းကလေးတယောက်မှမရှိဘူးဆွေလင်ရဲ့ခါဆိုရင်လက်မ20ယောက်ရောက်လောက်ဘယ်တော့မှစီးလို့မရဘူးလက်မ20ယောက်ရောက်အောင်စီးရင်အသက်ရှူလို့ကိုမရတော့ဘူးတခါဟာမူးလဲသွားလို့အာစကလက်တော့တခါမှမူးလဲတာတော့ဘာလို့မဖြစ်ဘူးပါစကလက်က ထွက်သက်ကိုဖြည်းဖြည်းပြန်ထုတ်ရင်ခက်ခက်ခဲခဲပြောသည်။သမီးကတော့မူးလဲမှမျိုးမဟုတ်ပါဘူး။တခါတခါကြမ်းလို့တောင်ခတ်နေတယ်။သမီးကမွေတို့ကြွက်တို့မြင်ရင်လည်းမကြောက်တတ်ဘူး။အိမ်မှာတော့ဘလို့ပဲနေနေကိစ္စမရှိပါဘူး။ဒါပေမဲ့လူရောသူရောထဲမှာတော့မိန်းကလေးပီပီနုနုနယ်နယ်ကလေး"ကဲမြန်မြန်လှုပ်ဆမ်းပါ။စကားကလည်းများလိုက်တာ။ဘလို့ပဲဖြစ်နေနေယောက်ျားတယောက်တော့ရမှာပါ။နုနုနယ်နယ်လေးမနေပဲကြမ်းကြမ်းနန်းနန်းနေလေလင်းတယောက်တော့ရမှာပါ။" ဘော်လီကလည်းကြက်လိုက်တာကဲဝစ်စုံဝစ်ပေးစမ်းပါဦးကြီးတော်ကရှေလျားလာတော့အစိမ့်နူပွင့်ရိုက်ဝစ်စုံကြီးကို အောက်ခံအထက်ထပ်ပေါ်မှဆွတ်ပေးပြီးအတွင်းခံကြောနေဘော်လီအင်ဂျီရှေနောက်တွင်တွေ့ပေးလိုက်သည်နေဘူးရဲထွက်ရင်ပခုံးမှာခြုံဆောင်ခြုံထားနော်အိုက်တယ်ဆိုပြီးအိုးထုပ်ကိုချွတ်မထားနဲ့နှုတ်မုံရင်အသားတွေနေလောင်ပြီးညိုကုန်လိမ့်မယ်ရော့စားသွားလိုက်အောင်ဖြည်းဖြည်းလေးစားပြန်လာစားခြင်းလဲစားလို့ကောင်းမှာမဟုတ်ဘူး စကလက်ကစားစရာထဲသည့်ဘန်းရှိတွင်ထိုင်သည်ကားကိုတင်းတင်းစီးထားသည့်အထဲတွင်အစာတွေစားလျင်သူ့ပိုက်ထဲတွင်နေရာမှရှိပါတော့မည်လို့မဆိုနိုင်အသက်ရှူရေးမှရပါအောင်မည်လို့မသိကြီးတော်ကလက်တုပ်ခုံမှမျက်နှာတုပ်ပွားကြီးတစ်ထည်ကိုယူလာကစကလက်၏လဲတွင်ဂယူဒစိုက်ချီပေးပြီးဖြူပွေးနေသည့်ပွားကိုပေါင်ပေါ်တွင်ဖြန့်ချပေးသည်စကလက်ဝက်ပေါင်၆ကိုစားနိုင်သည် ဝက်ပောင်6ကို အကြိုက်ဆုံးဖြစ်သည်စကားလက်သည်ထောဘက်နိုင်နိုင်တုတ်ထားသည့်အမြောက်ဥကိုစားလိုက်၏စကားလက်မြန်မြန်ယောက်ကြားရရင်လည်းအကောင်းသားယောက်ကြားရရင်စိတ်မပါပဲအပိုရီရှောက်လို့ဆရာလည်းမလို့တော့ဘူးဒါရီလောက်ရတာညင်းငွေလာပြီစားတော့လေဝဝမစားရဘူးဟန်လောက်ပြီးကြောင်ကလေးလောက်စားနေရတယ်ပြေးကျင်လဲပြေးလို့မရခြေတလန်းကိုဂရေတန်းဟန်မျိုးနဲ့ရှောက်နေရတယ် ကပွဲတစ်ပွဲလောက်ပြီးရင်လဲကကျင်ရက်သားနဲ့ပင်မမီပါပြီဆိုပြီးဟန်လို့ပြောနေရတယ်။တကယ်ကစကားလက်ကနိုင်သားပဲ။နှစ်ရက်လောက်တောင်မအိပ်ဖဲမစားပဲကနိုင်သေးတယ်။ပြီးတော့စကားလက်လောက်ညံမရှိတဲ့ယောက်ျားတွေကိုတိတ်တော်တာပဲ။တိတ်အံ့ဩဖို့ကောင်းတာပဲနဲ့အယူလုပ်ပြီးပြောနေရတာမျိုးကိုလည်းစိတ်ကုံလာပြီ။စကားလက်မသိတာတွေကိုသိကျင်အောင်စောင့်နေရတာမျိုးကိုလည်းစိတ်ပြက်လာပြီ။ယောက်ျားတွေကလည်းသူတို့ကိုအထင်ကြီးအောင်သူတို့ပြောချင်ရာတွေရှောက်ပြောတိုင်းနားမလဲပဲတအင်းအင်းလိုက်ရတာမျိုးကိုလည်းငင်းငွေ့လာပြီ အင်းဘိုက်တောင်ပြေးသွားပြီတော်ပြီကြီးတော်ကိတ်မော့ဘူးဘူးနွေနွေလေးတလုံးလောက်စားလိုက်ပါဦးကြီးတော်ကတိုက်တွန်းသည်ဘာဖြစ်လို့ယောက်ျားတွေကအရဲနာတဲ့မိန်းကလေးတွေကိုကြိုက်တာလဲရင်ကြီးတော်ယောက်ျားဆိုတာဘာမှတိတဲ့တရားမျိုးတွေမဟုတ်ဘူးကိုပါလိုချင်တယ်ဆိုတာကိုတော့ကိုဘာသာကိုတိကြတာမဟုတ်ဘူးသူတို့သာတိတယ်သူတို့သာတတ်တယ်လို့သာထင်နေကြတာသူတို့ဘာသာသူတို့ထင်ရလောက်ကြည့်စမ်းပါလားဒုက္ခတောင်ရောက်သေးတယ် တို့လိုချင်တဲ့မိမမျိုးကဘလို့မိမမျိုးလဲချောရမယ်လှရမယ်ကျွေရုပ်ကလေးလိုနှုရမယ်အတိညာဉ်ရှိဖို့ပညာတက်ဖို့မလို့တို့ထက်ပညာတက်ရင်အတိညာဉ်ရှိရင်အဲ့ဒီမိန်းကလေးကိုမယူချင်ကြတော့ဘူးလက်ထပ်ပြီးတော့ကိုမိန်းမဟာကိုထက်အတိညာဉ်ရှိနေတယ်ဆိုတာတွေ့ရင်ရောဘယ်နဲ့လုံးမလဲနောက်ကျသွားပြီလေလက်ထပ်ပြီးနေတော့ဘာတက်နိုင်တော့မှာလဲကိုမြားဖြစ်တော့လဲအထိုက်လျောက်အတိညာဉ်ရှိစေချင်လာတာပေါ့စကားလက်ကတော့မရဘူး ကိုမှန်တယ်ထင်ပြောမှာပဲကောင်းတယ်ထင်လုပ်မှာပဲလူတွေကမကြိုက်လဲနေပေါ့ဘဲတက်နိုင်မလဲအမလီကြီးတော်အသက်ရှင်နေတော့တော့မလုပ်လိုက်ပါနဲ့ကွယ်ကြီးတော်အသေးမှကြိုက်သလိုနေခြင်းနေပါကဲကိတ်မုံစားလိုက်အောင်အချိုရည်လေးလည်းနှက်ပြီးအချိုရည်လေးလည်းနှစ်ပြီးစားရန်ကီမျိုးသမီးတွေကတော့တမျိုးပဲနော်မနစ်ကဆာရာတိုကာကိုသွားတော့ကရန်ကီမတွေနဲ့တွေ့ခဲ့တယ်သူတို့ကတော့ခက်တင်တင်ပဲ ယောက်ျားတွေရှေ့မှာလဲသူတို့အသိဉာဏ်ရှိကြောင်ပြတာပဲကြီးတော်ကနှကောင်းရှုံသည်ရန်ကီမာတွေကိုသွားတူနေလို့ဘဲဖြစ်မလဲဒါကြောင့်ဆာရာတိုကာကရန်ကီမာတွေအပြိုကြီးတွေဖြစ်နေတာပေါ့ဒီလိုလည်းမဟုတ်ပါဘူးကြီးတော်ရဲ့ယောက်ျားရပြီကလေးတွေမွေးနေတဲ့ရန်ကီမာတွေလည်းအပုံပါဒါကယောက်ျားတွေကချစ်လို့ယူတာမဟုတ်ပါဘူးသူတို့ပတ်စံကိုလိုချင်လို့ပါစကလက်ကကိတ်မုံကိုချိုရည်တဲ့နှိမ့်ရွေစားသည် ကြီးတော်ပြောသည့်စကားများသည်မှန်သင့်သလောက်မှန်လိမ့်မည်။မိမိကလည်းဤတိုင်းပြောဘူးသည်။ကြီးတော်ကပုံမွင့်လင်းလင်းပြောသည်။မိမိကတွယ်တွယ်ဝိုက်ဝိုက်ပြောသည်။ဤမြတာกว่าသည်။သူသည်သလောက်ဆိုလျင်သူ့တငယ်ချင်းများအားလုံးလောက်ဤအမိများသည်သူတို့သမီးများကိုယောက်ျားများရှေ့တွင်အားနှဲ့ဟန်ဆောင်ရမည်။နုနယ်သည့်အတွင်ပေါက်ရမည်။ကျိုးငက်ကလေးလိုအပြစ်ကင်းသည့်တတော်ကလေးတံဆောင်ရမည်ဟုတင် जा ပေးကြသည်။ဤလိုနုနယ်အားနှဲ့ဟန်ဆောင်ရသည့်ကိစ္စသည်တကယ်မလွဲ လေ့ကျင့်မှရနိုင်သည့်အတတ်ပညာမျိုးဖြစ်သည်သူကခက်လှုပ်လှုပ်ခက်ပြန်ပြန်စိတ်မြန်လက်မြန်ရှိသည်ဤเจ้าကို Ashley နှင့်မင်ဆွေးနွေးဖူးသေးသည်တိမ်တိမ်မှုမှု၏နုနုကလေးနေသည့်မီလာနီကိုခွာကငင်းစည်းခြင်းလမ်းလျှောက်ခြင်းစသည့်ကိစ္စတွေကိုဝါသနာပါသည့်သူနောက်သို့ Ashley ပါလာခြင်းမှာဤအကြောင်းကြောင့်ဖြစ်နိုင်သည်ယခုမှပြန်၍တိမ်မွေးပြနေလျှင် Ashley ကမိတို့ထင်မြင်သည် သူကိုယ်တိုင်ကလည်းတခြားမိန်းကလေးတွေလို့ ကနွေကလေးရလှုပ်ပြီး Ashley ကိုမမြူခြင်းဤသို့မြူမနွဲ့မ Ashley ကကြိုက်သည်ဆိုလျှင် Ashley ကိုပင်အထင်မကြီးခြင်းတော့အနှွဲ့ကြိုက်အညူကြိုက်အချွဲကြိုက်သည့်နလဘိန်းတုံးယောက်ျားမျိုးကိုလည်းမလိုခြင်းခက်တီကယောက်ျားဆိုသည်ကလည်းဤသည်မျိုးကိုမှကြိုက်တတ်ကြသည်အကယ်၍မိမိသည် Ashley နှင့်ဆက်ဆံရာတွင်ပြည့်ရဲများသည်ပြည့်ရဲများခဲ့သည်ဆိုလျှင် ထိုပြည့်ရဲကို အတိတ်တွင်စွန့်ပစ်ခဲ့တော်မူယခုတွင်မူ ရီရဲ့တဲ့သုံးရလိမ့်မည်အက်ရှလီကိုသူချစ်သည်အက်ရှလီနှင့်သူ့ကံကြမ္မာကိုဆုံးဖြတ်ရန်အချိန်များများမရှိနိုင်ပိုင်းကလေးသာရှိသည်မူမနှွဲမအက်ရှလီနှင့်နီးမည်ဆိုလျှင်မူလိုက်မည်တာမခရာမညူမနီးမည်ဆိုလျှင်တာရမည်ညူရမည်ခရာရမည်အသိဉာဏ်တရားမရှိသူမျိုးကိုအက်ရှလီကြိုက်သည်ဆိုလျှင်အသိဉာဏ်မရှိဟန်ဆောင်ရမည်ပြန်တန်တန်မှကြိုက်သည်ဆိုလျှင် ပြန်တန်တန်လုပ်ပြရမည် ကလပ်တီကိုမှကြိုက်သည်ဆိုလျင်လဲကလပ်ပြရမည်ဤနေ့သည် သူ့ဘဝကိုအဆုံးဖြတ်ပေးမည်နေ့ဖြစ်သည် နောက်ထပ်အချိန်မရှိတော့စင်စစ်စကလပ်ဖို့မြည်သည့်ဟန်အမူအရာကိုမျှလုံးเสียမလို့ပင်ကိုကိုကချစ်စရာကောင်းမိသားဖြစ်သည်ဟန်အမူအရာလုံးသည့်ထက်ပင်ကိုက ပို၍ဆွဲငင်အားကောင်းသည်တို့ရတွင်ဤအချက်ကိုစကလပ်သိအောင်မြည်သူကမျှမပြောကြ ပြောပြသည်ဆိုလျင်လဲစကလပ်သဘောကြကောင်းကြမည်တို့ရတွင်ယုံမည်မဟုတ် စကလက်မွေးဖွားကြီးပြင်းရာယဉ်ကျေးမှုကြီးတစ်ခုလုံးကလည်းယုံကြမည်မထင်မိမတို့ဤပင်ကိုယ်တဘာဝကိုရခင်ကလည်းတတ်မိုးမထားခဲ့ယခုလည်းတတ်မိုးမထားကြညီရထားသည်ဝတ်တချမြိုင်တို့သွားသည့်လမ်းနီနီပေါ်တွင် ပြေးနေသည်ပျော်ပွဲစားသူမေမေနှင့်ကြီးတော်မလိုက်လာသည့်အတွက်စကလက်ကြိတ်၍ဝမ်းသာသည်ပျော်ပွဲစားတွင် သူတို့မျက်မှောင်ကုတ်ကြည့်မိသူနှုတ်ခမ်းဆူမိသူမရှိတော့ပျော်ပွဲစားတွင် သူ့ကို မျက်မှောင်ကုတ်ကြည့်မိသူနှုတ်ခမ်းဆူမိသူမရှိတော့မနှက်ပြန်ဆိုရင်ဆွေလင်က သူ့အကြောင်းကိုအိမ်သို့ပြန်ပြောကောင်းပြောလိမ့်မည်တို့ရရင်အရေးမကြီးသူ့ကြံစီအောင်လင် ခိုးရသူပင်လိုက်ပြေးပြီးဖြစ်သဖြင့်ဤမြလောက်ကလေးအတွက်ဘာမျှပူစရာမလိုတော့မိမိတယောက်မပါသေးကပင်သူ့ဖို့အကွက်ကောင်းပေါ်နေပြီရှင်းနေနေတွင်ဖေဖေသည်ဘရန်ဒီကလေးထွေထွေဖြင့်လက်သမားဂျိုနာကိုအလုံးမထုတ်လိုက်သည်မိမိသည်အိမ်တွင်နေရခဲ့ရကား ဂျိုနာမထွက်ခင်စည်ရင်အင်းတွေကို လွှဲယူဖို့ဝါခင်းထဲသို့ဆင်းသွားရသည် ရုံငန်းလေးတဲကသူ့စပွဲမြင့်မြင့်ကြီးတွင်အလုတ်များနေသောမိမိကိုစကားလက်နန်းရှုပ်နှုတ်ဆက်သည်ဂျိုနာကအုတ်ထုပ်ကိုလက်တွင်ကင်၍ရက်နေသည် သူ့မျက်နာကဝါကျင်ကျင်လက်သမားဆရာအဖြစ်မှအထောက်ခံရသည့်အတွက်မကြေမနက်ဖြစ်နေပုံရသည်ဘာမှမဖြစ်လောက်သည့်မိမကိစ္စဖြင့်အထောက်ခံရခြင်းကြောင့်ပို၍အခမ်းရခတ်သည် အင်မီမွေးသည့်ကလေးသည်သူ့ကလေးဟုတ်ချင်မှဟုတ်မည်ဖြစ်ကြောင်းအခြားယောက်ျားတရာစင်လောက်အနက်ကတယောက်ယောက်နှင့်လည်းဖြစ်နိုင်ကြောင်းဖြင့်ဖဖေးကိုအထက်ထက်ရှင်းပြပြီးပြီဖဖေးကလည်းသဘောတူသည်တို့ရရင်မမေကဝင်ဆွက်လာသည့်အခါတွင်ဖဖေးလည်းဘာမှမတတ်နိုင်ဂျိုနာသည်တောင်ပိုင်းသားဆိုလျင်မုန်းသည်သူ့ကိုအထင်သေးဟန်ဆက်ဆံကြသဖြင့်သူတို့ကိုဆက်ဆုပ်သည်မမေကိုပို၍မုန်းသည်မမေက တောင်ပိုင်းသူအစွဲအပြေရှိသည် မေမေအလုတ်များသည့်အတွက်ကြီးတော်လည်းပျော်ပွဲစားသူမလိုက်နိုင်မေမေနှင့်အတူနေခဲ့ရသည်ယထာသမားဒူဘီနှင့်အတူဒစ်စီလိုက်လာသည်ညီမ၃ယောက်တို့၏ပွဲတက်ဝစ်စုံများကိုချက်တစ်တာဖြင့်ထဲ၍ကင်လာသည်ဖေဖေကသူ့တော်လိုက်မြင်းကြီးကိုစီး၍ဘေးကလိုက်လာသည်အရက်ကလေးကခက်ထွေထွေဂျိုနာကိစ္စကိုမြန်မြန်ရှင်းပြလိုက်ရသဖြင့်စိတ်လက်လဲပေါ့ပါနေသည်ယခုထိုကိစ္စကိုမမေပခုံးပေါ်လွှဲပစ်ခဲ့ပြီးပြီ ပျော်ဝဲစားမလိုက်ရခြင်းမိဆွေများနဲ့မတွေ့ရခြင်းကြောင့်မိမိတယောက်စိတ်ပြက်သည်မပြက်သည်မှာသူကိစ္စမဟုတ်သူ့အတွက်အရေးမကြီးသူ့အဖို့မူဤသို့သောနေ့များတွင် အပြင်းမထွက်ဘဲမနေနိုင် ထိုနေ့မှာတာယာသည့်ຫນွေဦးတစ်နေဖြစ်သည်သူ့ဝါခင်များသည်လှနေသည်ငှက်တိုးကတေးတည်နေကြသည်ဖေဖေဤစိတ်သည်နုပြိုလန်းဆန်းနေသည်ဤလိုနေ့များတွင်ခေါင်းရှုပ်စရာတစ်ခုမှမတွေ့ခြင်း တခါတရံတွင်ဖေဖေသည်တခြင်းတပုတ်ကိုညီးသည်တခါတခါသူငငယ်ကရခဲ့သည့် Iris ဂျေးလက်တခြင်းများကိုဆိုလာသည်ဖေဖေပျော်နေသည်ယန်ကီတွေကြောင်းပြည်တွင်းစစ်အကြောင်းစပြောရအောင်မည်ညင်းရခုံရအောင်မည်ဟူသောအတွေ့ဖြင့်ကြည်နူးနေသည် စာနာတက်ပိုးထီးလေးတွေစောင်းကတောက်တောက်ပပဂါဝင်ပွပွဖဖကြီးတွေဝစ်ထားသည့်သမီးကျော်၃ယောက်အတွက်ဂုံယူသည်မင်းညက်နေကစကားလက်နဲ့ပြောခဲ့သည့်စကားများကိုအမှတ်မရတော့ မိသွားပြီ စကားလက်ကချောသည် သူ့အတွက်ဂုံတရက်ဖြစ်သည် စကားလက်၏မျက်လုံးများသည်အိုင်ယာလန်ကတောတောင်များကဲ့သို့စိမ့်နေသည် ဆိုသည့်အချက်လောက်ကိုသာဖေဖေတွေးမိသည်သူ့တွေးမိရာကသူ့ဘာသာသူဂျေနက်လာကမြမြသာစိမ့်တော့တယ်ဆိုသည့်တေးတချင်းကိုတမိတွေကြားလောက်အောင် ဟစ်ဆိုသည်တို့ရတွင် အတန်ကမမှန်စကားလက်ကသူ့ဖေဖေကိုအပြစ်တင်သည့်အမူအရာမျိုးဖြင့်ကြည်၏ မိခင်ကအစော့လွန်သောတားငယ်ကိုကြည်သည့်ချစ်စနိုးဖြင့်အပြစ်တင်သောအမူအရာမျိုးဖြစ်သည်ဤချိုးတိုင်းသွားလင်ညနေဆောင်လင်သူ့အဖေတောင်ချာဆိုင်အောင်မူတော်မီမှတေးကြသည်အပြန်မှောင်တီတွင်ဝတ္တချမြိုင်မှမြိုင်သားရာကြားရှိခြံစည်းရိုးတိုင်ကိုခုံ၍မြင်းစီတော်မီမှလည်းတေးကြသည်ဖျားကလည်းဆောင်မ၍သူ့မြင်းကြီးကလည်းလိမ္မာမီဆိုလင်မူခုတ်ကြိုးသည့်အဖြစ်မျိုးနှင့်လွဲတံကောင်းသည် ပြန်လင်းဖေးဖေးဒီတရားကိုဖျက်မစည်းတော့ပဲချောင်းရည်ထဲတွင်မြင်းချ၍ဒဇွက်ဇွက်စီးတော်မီအိမ်ကိုမူးမူးနှင့်ပြန်ရောက်မီရုံငန်းထဲကဆိုဖာကြီးပေါ်တွင်အိတ်တော်မီဘန္နာဆိုးကြီးပေါ်တယောက်မှန်အိမ်တစ်လုံးနှင့်အလုံများရအောင်တော်မီဖေဖေဝစ်လာသည့်ဝစ်စုံအစ်စ်ပေရီညစ်ပတ်ကုံမီတော်မီမနဲ့လင်းလင်းမှောင်သဖြင့်တံတားပေါ်မှမြင်းချော်ကြကြောင်းမမေ့ကိုကြိမ်တွယ်ပြောကရှင်းချက်ထုတ်တန်ကြရအောင်တော်မီ သူရှင်းဒီကိုမြည်သူကများမယုံသည့်တိုင်လက်ခံရအောင်တော့မည်ထိုအခါတွင်ဖေဖေသည်သူ့ကိုယ်သူလူပားကြီးလူလယ်ကြီးဟုထင်ကကျေနပ်နေအောင်မည်ဖေဖေဟာသူလှုပ်ချင်ရလှုပ်နေရပဲဘာကိုမှမစင်စားဘူးဒါပေမဲ့ချစ်စရာတော့လည်းအကောင်းသားပဲဟု စကားလက်တွေးသည်